စီစနေကြရင်လူပုံတွေနဲ့အလူငွေတွေကိုလဟတ်သက်မဖြစ်စေဘဲနဲ့လူတန်းပေးကြတဲ့ပရိုက်တာဆယ်လီများမိင်္ဂလာမှာပြည့်သက်ကြည့်ရှင်အခုတင်ဆက်ပေးမယ့်ကြောင်းညာကတော့စီစနေကြလာတဲ့လူတန်းမှုပုံစံနေနဲ့အလူငွေတွေလဟတ်သက်ချင်းနေမဖြစ်ရအောင်တကယ့်ကိုမှလိုအပ်တာတွေကိုစနစ်တကျစွာလူတန်းပေးခဲ့ကြသူဆယ်လီတွေကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာတို့ရင်စည်ရင်စေတနာတရာတရားကောင်းမှုကြောင့်မြန်မာနိုင်ငံအတွင်းမှာဘလို့ဘေးမျိုးပဲကြုံလာကြုံလာအမြင့်တနိုင်ငံလုံးက တက်တအားဝိုင်းဝန်းပေးလူကြလေးရှိတာပဲဖြစ်ပါတယ်ဒီလိုလူပေးကြတဲ့အခါမှာလူအများတီကြတဲ့ဆယ်လီတွေကအလူငွေတွေကိုစုပေါင်းကောက်ခံပေးကြပြီးတော့ဥဆောင်ရှေ့ထွက်ကလူတန်းပေးမှုတွေပြုလုပ်လေးရှိကြတာပဲဖြစ်ပါတယ်ဒီလိုလူငွေတွေကောက်ခံပြီးတော့ရှေ့ထွက်လူတန်းပေးနေတဲ့ဆယ်လီတွေမှာအချို့ကလည်းသူ့မှာရှိတဲ့ပတ်စံတွေပြန်လည်ခွဲဝေလူတန်းပေးပြီးပြီးရောတာဝန်ပေါ့ရယ်ဆိုရဲရွေစနေလောက်ကြသူတွေရှိပါတယ်အချို့ဆယ်လီတွေမှာတော့တိတ်ချသူများလူတန်းထားတဲ့ငွေတွေကိုအလေးလေးမဖြစ်အောင် ကိုလူပေးမဲ့သူကငလင်ဘေးဒုက္ခတွေစီရလားငလင်ဘေးဒုက္ခတွေအတွက်ခုချိန်မှာဘာခအခြေခံလွယ်ဆုံးဖြစ်မလဲစားတဲ့ရာတွေကိုသိချစဉ်းစားအစီအစဉ်တွေရေးဆွဲကစနစ်ကျစွာလူတန်းပေးကြသူဆယ်လီတွေလည်းရှိတာပဲဖြစ်ပါတယ်ဒီလိုစနစ်တကျအလွန်ငွေတွေကိုလေးလေးမရှိအောင်ဥစားလူတန်းပေးနေကြတဲ့ဆယ်လီ၃ယောက်ကိုဖော်ပြပေးမှာပဲဖြစ်ပါတယ် ဘသူလည်းရေးဆိုတာကိုဆက်လက်ကြည့်လိုက်ကြရအောင်ပါနမတင်အေးသိကို Facebook ပေါ်မှာချွေးမဖြစ်သူနဲ့ပွဲဖြစ်ရင်နမကြီးလာခဲ့သူဆယ်လီအေးသိကိုကတော့ယခုဖြစ်ပွားနေတဲ့ငလင်ပေးကြီးမှာဒုက္ခတွေတွေများစွာတွေ့အထောက်အကူတွေအများကြီးပြုပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဆယ်လီအေးသိကိုကလွယ်လွယ်ကူကူအလုံငွေပေးစရာစားစရာဘူးလေးပေးဓာတ်ပုံရိုက်စားတဲ့ပုံမျိုးနဲ့ဒီငလင်ပေးကိုထောက်ကူခဲ့တာမဟုတ်ဘဲနဲ့ငလင်ပေးတင်ပြသူတွေအဓိကချက်ချင်းဖြည့်ရှင်ရမယ်တိမ်ဆောင်လေးမောက်သွားတဲ့အိမ်တွေကိုစက်နဲ့ဖြိုချရမှာ အခါမင်းကူညီပေးမှုတွေပြုလုပ်ခဲ့တယ်လို့အခုတခါမှလည်းဒုက္ခသည်တွေလက်ထိပတ်စံလဲတကူထိပျောက်ပြက်သွားမိစားဒုက္ခသည်တွေတွေတကယ်လိုအမှုဖြစ်တယ်65တိတဲ့အိမ်လေးတွေကိုဆောက်လုပ်လူတန်းပေးနေကြတာပဲဖြစ်ပါတယ်သူမဆောက်လုပ်လူတန်းပေးနေတဲ့အိမ်တွေဟာမိသားစုများရင်တောင်မှလုံခြုံစွာနဲ့နေနိုင်တဲ့အိမ်လေးတွေဖြစ်တဲ့အတွက်သူမရဲ့စီစနစ်ကြတဲ့လူတန်းမှုကိုချီးကျူးပြောဆိုခဲ့ကြတာပါနမနေနှွေပိုးအိမ်နှွေပိုးအိမ်ဟာလည်းရခုငလေးပေးမှာစီစနစ်ကြစွာလူတန်းပေးနေတဲ့အတွက်လူဝဲများရဲ့ချီးကျူးမှုတွေကိုရရှိထားတာပါတကယ်လိုအပ်တဲ့နေရာတွေကို တွားရောက်ခါတေချာစစ်စစ်လူတန်းတလူတကယ်ဒုက္ခရောက်ချိန်မှာအာကိုရမင်းလူမှုကေဆေးရေးပရိုက်တာတင်းတွေကိုခင်မီလူကေဆေးရေးစက္ကရိယာပစ္စည်းတွေဝယ်ယူလူတန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဒါဟာတကယ်ကိုမှလိုအပ်ပြီးတော့ခြေခံကြတဲ့လူတန်းမှုဖြစ်ပြီးတော့လူအများရဲ့ထောက်ခံပြောဆိုခြင်းတွေကိုအများစွာရရှိခဲ့ပါတယ်။ နံပါတ်3နေမင်းမင်းသားနေမင်းဟာလည်းစနေတကြနေ့ဒီကိထီရောက်စွာလူဒန်းပေးနေတဲ့စီလီစင်းထဲမှာပါဝင်နေလေကြပါမင်းသားနေမင်းဟာအင်းလေးဒေတာမှာအဓိကလူဒန်းမှုတွေပြုလုပ်နေကြတာဖြစ်ပြီးအင်းလေးဒေတာပြန်လဲထူထောင်မှုအင်းနိုင်အားနဲ့လှုပ်ဆောင်နေကြတာဖြစ်ပါတယ် အင်းလေးဒေသကိုငွေသားတွေလူတန်းပေးနေတာမဟုတ်ပဲပြိုကျသွားတဲ့အိမ်တွေပြန်လည်တိဆောက်ပေးနေကြတာဖြစ်ပြီးအနီးကဲသူကိုယ်တိုင်စည်ရင်ကောက်ကြည့်ကျက်လူတန်းပေးနေကြတာပဲဖြစ်ပါတယ်စည်ရင်မှန်ရှိနေအလူငွေတွေအလေးလွတ်မရှိစေရေးသူကိုယ်တိုင်ကွင်းစည်းလူတန်းပေးနေကြလို့လူအများကကြည့်ကျူးနေကြတာဖြစ်ပါတယ်ဒါတွေကတော့ရခုဖြစ်ပွားနေတဲ့ငလင်ပေးကြီးမှာအလူငွေတွေလည်းဟတ်တမဖြစ်စေပဲနဲ့စနစ်တကျလူတန်းပေးနေကြလို့လူတို့ရဲ့ကြည့်ကျူးမှုတွေရရှိထားဆုံးစယ်တီတွေပဲဖြစ်ကြပါတယ်ပြည်သက်ကြီးတို့ရောဒီထဲမှာပါဝင်သူတွေကိုထောက်ခံကြရလားဆိုတာကွန်မန့်မှာပြောခဲ့ပြပါအောင်ရှိ vem